ရန်ကုန်ပဲခူးလမ်းမှာအင်းနိုင်လမ်းခွဲရှိပါတယ်လမ်းခွဲကနေဝင်ပြီးတော့အင်းနိုင်ကိုလွန်တဲ့အခါမှာတနက်ပင်ဆိုတဲ့ရွာတရွာရှိပါတယ်အဲဒီရွာမှာရှိတဲ့လူများစုကတော့လေလုတ်သူတွေပင်ဖြစ်ကြပါတယ်ထိုးရွာမှာကွင်းကျန်းနယ်ဆိုပြီးတော့နာမည်ကြီးပါတယ်ကွင်းမိုင်ကတော့မောင်နှမလို့လည်းဆိုကြပါတယ်လင်မယားပင်မတောင်းမှန်မနဲ့လက်တွဲမသွားရမတောင်းမှန်မဲသွားရင်မွေတွေ့တတ်ပါတယ်တွေ့တဲ့မွေတွေကလည်းမပွေးတွေကြီးပါမွေလည်းပေါ်ပါတယ်ဒါပေမဲ့လည်းအမားရွေးမရှိရင်တော့ပြဿနာမရှိပါဘူးဒီရွာမှာအမားရွေးမရှိဘဲနဲ့မွေကြိုက်တည်ဆုံးသူမရှိပါဘူးပြီးတော့အဲ့ဒီကွင်းရံစပားထွက်ကောင်းပါတယ် ွင်းကလည်းကျဲပါတယ်စဘာတီးချိန်မှာတော့မြစိန်ဒေါ်လာစဘာမဲချိန်မှာတော့စဘာခင်ကရွှေဝါရောင်တောက်ပပြီးတော့အားရစရာပါရွာနဲ့ကွင်းကြားမှာရိုးတစ်ခုရှိပါတယ်ရွာသူရွာသားတွေကအဲ့ဒီရိုးကိုရေငန်ရိုးဆိုပြီးခေါ်ကြပါတယ်ထိုရေငန်ရိုးကိုပိုင်ဆိုးသူကတော့တစေထိတ်နေပါတစေထိတ်နေကအသားစိန်၅စိန်ကြိုက်ပါတယ်သားစိန်၅စိန်နေနဲ့ရေငန်ရိုးကိုဖျက်သူတန်းကတစေထိတ်နေကိုသားစိန်၅စိန်နေပစ်ကြွေးရပါတယ်သူမဟုတ်လျင်တော့သားစိန်၅စိန်နဲ့ရေငန်ရိုးကိုကြော်လို့မရပါဘူးတစေထိတ်နေနဲ့တပွဲတလန်အကဲဆန်းရစမြဲလို့ပြောစမှတ်ရှိပါတယ် ကျွန်တော်အရိယွာကိုရောက်စဉ်တစေထိတ်နီနဲ့တူနိုင်ကိုနိုင်အပြိုင်ကျဲခဲ့ပြီးတော့တစေထိတ်နီပေးတဲ့ဒုက္ခကိုမတည်ုံတမဲခံလဲရသူတူနဲ့တွေ့ခဲ့ရပါတယ်။သူရဲ့နာမည်ကတော့ကုတင်အေးဖြစ်ပါတယ်။ကုတင်အေးဟာအယံမောင်းကောင်းပြီးတော့အသားညိုပါတယ်။စကားနဲ့သူကွန်းကြိုက်သူအေးစေးတည်ငြိမ်သူလည်းဖြစ်ပါတယ်။သူကအလုပ်ကြိုးစားပြီးတော့တားရှာငါရှာကောင်းသူပါ။တခုရှိတာကတော့ကုတင်အေးဟာအရက်ကလေးဝင်ပြီဆိုရင်တော့တဆွထိုးနိုင်ပါတယ်။ပြောရရင်တော့ဗျာအဲ့ဒီကကျွန်တော်နဲ့တစေထိတ်နီပြဿနာဖြစ်တာအဲ့ဒီတဆွထိုးစိတ်ကြောင့်ပဲဆိုင်ဆရာရယ်။သူကအဲ့လိုပြောလာခဲ့ပါတယ်။ ကိုတင်ရေးဟာအရက်ကလေးဝင်ပြီဆိုရင်တစွထိုးနိုင်တယ်လို့မျိုးတားငါနဲ့ပတ်သက်ရင်လည်းအများတန်းလောဘကြီးတယ်လို့ရွာလူတွေကပြောပါတယ်။ဤကဲ့သို့ပင်ကိုတင်ရေးကိုတချို့ကအာကုသူပွဲစားလို့ခေါ်ကြပါတယ်။တချို့ကတော့တပွဲစားလို့လည်းခေါ်ပါတယ်။ကိုတင်ရေးကငါးရှာဖားရှာတဲ့ကိစ္စကိုငယ်စဉ်တောင်ကြီးကလေးဘွားတွေကဝါသနာကြီးတယ်လို့ရေပြင်ကြီးကိုကြည့်ပြီးတော့ငါးရှိမရှိသိနေပါတယ်။ပြီးတော့ကိုတင်ရေးကငါးရှာဖားရှာတငါကိစ္စနဲ့ပတ်သက်ပြီးတော့စိန်ခေါ်ရင်ဘွားခတ်သူမဟုတ်အပြိုင်ဆိုင်ဆိုရင်တော့သူအကြီးပဲနိုင်ခဲ့ရသူပါ။ တခုထူကြတာကဒီနေရာငါးမရှိလို့ပြောခဲ့ပေမဲ့အပြိုင်ဆိုင်ငါးရှာမယ်လို့စိန်ခေါ်လိုက်တာနဲ့ကုတင်ရေးကရေထဲဆင်းသွားပြီးတော့ရေထဲကပြန်တက်လာပြီဆိုရင်ကုတင်ရေးလက်ထဲမှာအ ਨੇ ဆုံးဟင်းစားပါလာခဲ့ပါတယ်ကုတင်ရေးငါးရှာပြီဆိုရင်တော့မရဘူးဆိုတာမရှိပါဘူးမတ်မိပါသေးတယ်အဲ့ဒီနေ့ကကုတင်ရေးအိမ်မှာဧည့်သည်ရောက်နေခဲ့တာပါကုတင်ရေးကအရက်တစ်လုံးနဲ့ဇေယမင်းစီစဉ်ခံနေစဉ်ဇနီးဖြစ်သူမတ်သေးဟာကုတင်ဧည့်သည်လာတယ်ဟင်းစားလည်းမရှိဘူးအဲ့လိုပြောဆိုလိုက်တာကြောင့်ကုတင်ရေးကမှိန်တစ်ချောင်းဆွဲယူပြီးတော့ထွက်လာခဲ့ပါတယ်မိမောက်လည်းအော်ပြီးတော့မှာခဲ့ပါသေးတယ် ကောင်းမိမတ်သေးရေကွန်းတရညံ့မကြစေရဘူးအဲ့လိုမျိုးပြောဆိုပြီးတော့ရိုးတဲ့ကိုဆင်းသွားခဲ့တာပါကုတင်ရေးကလည်းမိန်တစ်ချောင်းနဲ့ရိုးတစ်ချောင်းမှငားရှာရကွန်းတရညံ့ပင်မကြလိုက်ငားလစ်မန်းတကောင်နဲ့ငမွေတို့တရွယ်ရလာခဲ့ပါတယ်ဒီမှာကငားရပြီဆိုရင်သစေထိတ်နေတွက်ငစိမ်းအနေငယ်ပေးရစမြဲပါဒီထာကိုတော့ကုတင်ရေးလည်းသိပြီးသားပါခဏနေတာကကုတင်အရက်ကလေးဝင်ပြီဆိုတော့စိတ်ကကြွလာခဲ့ပါတယ်။လိုက်လျောညီထွေမဟုတ်ဘဲနဲ့ကန့်လန့်နေလှုပ်ချင်လာပါတယ်။လက်တစ်ဖက်ကငါးရွဲကင်ပြီးတော့လက်တစ်ဖက်ကမိန်းနဲ့ရေပြင်ကိုရိုက်လိုက်ပြီးတော့ကဲတစေထိတ်နေ ဒီနေ့တော့တင်ရအစင်လာကိုဖြတ်ပြီးတော့မင်းအတွက်ဘာငားမှပေးမှာမဟုတ်ဘူးအဲ့လိုပြောဆိုပြီးတော့ငားတွဲကိုကင်မြောက်ခါတစေထိတ်နေရေမင်းစားကျင်နေဆိုရင်တော့လူသာယူတော့ကွာအဲ့လိုပြောဆိုပြီးတော့ရိုးတွေကတက်ရင်ပြင်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲရေခဲလိုအိတ်ဆက်လာတဲ့လက်တစုံနဲ့တင်ရပခုံးကိုဆုပ်ကင်လိုက်ပြီးတော့ဆွဲလက်ချင်းကိုခံလဲရပါတယ်ဝုန်းဆိုတဲ့အတန်ကြီးနဲ့ဒူတင်ရရရိုးတွေကိုလဲကျသွားခဲ့ပါတယ်တင်ရကသတိရှိတဲ့သူဖြစ်တာကြောင့်သူလဲသွားပေမဲ့လည်းငားတွဲလက်ထဲကနေလွတ်ကျမသွားခဲ့ပါဘူးသူဇက်ခနဲ့ကြည့်လိုက်ပါတယ် ကျောင်းမက်ဘွဲဆူရဲစွာကြည့်နေတဲ့တစေထိတ်နေပါသူ့ကိုအပေါ်ကနေမိုးပြီးကြည့်နေတာကိုမြင်လိုက်ရပါတယ်တင်းရဲကငါးရွဲကန်ရင်နဲ့တစေထိတ်နေကိုခေါင်းနဲ့ခုန်တိုက်လိုက်ပါတယ်တစေထိတ်နေကိုလည်းထိုးလိုက်မိပါတယ်ဒါပေမဲ့လည်းဖွဲကြီးကိုထိုးရတယ်လို့မျိုးပါအဲဒီနောက်မှာတော့သူနဲ့ထိတ်နေကနဗန်းလုံးကြပါတယ်သူတပြန်ကိုတပြန်လုံးနေပေမဲ့လည်းကိုတင်းရဲကတော့သိပါတယ်သူ့လက်ထဲကငါးရွဲကိုတော့လုံးဝမလွတ်ပါဘူးအဲဒီချိန်မှာပဲတစေထိတ်နေကတင်းရဲကိုခွာစည်းပြီးတော့လက်ထဲကငါးရွဲကိုဇက်ကနဲ့ဆွဲလိုက်ပါတယ်လမ်းဆွဲလိုက်ပေမဲ့လည်းမရတော့ပါဘူးငါးရွဲကတစေထိတ်နေရဲ့လက်ထဲပါသွားခဲ့ပါပြီ ကုတင်ရေးဟာရေမွန်းတလို့လို့ရှိတာကြောင့်ခေါင်းကိုအတင်းမော့လိုက်ပါတယ်ခတ်တာကမော့လို့မရပါဘူးတစီထိန်ကြီးကမိမိကိုခွာစည်းပြီးတော့သပင်တွေကိုစုပ်ကင်ကရေထဲမှာနစ်နေကြောင်သူသိပါတယ်ဝူဝါဝါတွေသာအော်နိုင်ပါတယ်အဲဒီအချိန်မှာဆက်ပြီးတော့ဝင်ပြောသူကရက်ွက်လူကြီးဥထင်ကျော်ပါကျုံမမ့်မိသေးတဲ့စာရေးဆရာရဲ့ရိုးထဲမှာတခုခုဖြစ်နေပြီဆိုတာသိလို့တွားကြည့်မိတာလေအဲဒါကြောင့်တင်ရေးအသက်ရှင်တာမဟုတ်လို့ရှင်တော့အခုတင်ရေးမရှိတော့အဲ့လိုမျိုးပြောပြလာခဲ့ပါတယ်မှန်ပါတယ်အဲ့ဒီနေ့ကတကြီးဥထင်ကျော်နဲ့အဖော်တယောက်တွားကြည့်တော့တင်ရေးကိုတစုံတစ်ယောက်ကရင်းနှစ်နေတဲ့ပုံစံဆိုတာသိလိုက်ရပါတယ် တင်းအေးလက်ထဲမှာတော့ငါးရွယ်လည်းရှိမနေတော့ပါဘူးတတိလစ်နေပါပြီချက်ချင်းတင်းအေးကိုအိမ်ကိုပို့လိုက်ရပါတယ်အိမ်ရောက်တဲ့အထိတင်းအေးကတတိမရပါဘူးချက်ချင်းပဲဆရာတော်ကိုရှောက်ထားပြင်ရပါတယ်ဆရာတော်ကြီးကကြွလာပြီးတော့ရေမန်းတွေတိုက်ပါတယ်အတွေ့အမြင်လို့ပေါ့မဟုတ်လို့ရှိရင်တော့မလွယ်ဘူးတင်းအေးဖြစ်ကတစေထိတ်နေကိုစိန်ခေါ်တယ်လို့ဖြစ်ခဲ့တာပဲအဲ့လိုမျိုးမိတ်ပါတယ်တင်းအေးတော်တော်နဲ့တတိမရပါဘူးတတိလည်းရလာရောတင်းနေတင်းနေငါ့မလုံးနဲ့နော်ငါ့မလုံးနဲ့အဲ့လိုမျိုးရောင်ရမ်းပြီးတော့អော်နေပါတယ်တင်းအေးကတတိရလာပဲမလဲဘသူကမှအကျိုးကြောင်းမမေးကြပါဘူး တင်းရေးတလားလောက်အဲ့ရထဲမှာလဲသွားပြီးတော့သပင်းနေကျွတ်ကုန်ပါတယ်အထူးသဖြင့်တော့တင်းရေးငယ်လေးကသပင်းနေလုံးဝကျွတ်သွားပြီးတော့ထိပ်ပြောင်ရင်းဖြစ်သွားပါဒီအတွက်လည်းအလုံးအအံ့ဩနေကြပါတယ်ကိုတင်းရေးကတော့မချစ်တင်ငယ်ပြုံးနေဒါကငါဘဝအတွက်အမတ်တရပဲလေနှစ်ဖူးပြောင်ပြောင်တွေးတန်ရဲရဲလောက်တဖွားဖွားဖြစ်နေတဲ့တစေထိတ်နေရငါထိတ်ကသပင်းကိုစုပ်ကင်ပြီးတော့ငါ့ကိုရေထဲနှစ်ခဲလို့အခုလိုဖြစ်သွားတာအဲ့လိုမျိုးပြောလာခဲ့ပါတယ်ယင်းသူတွေကလည်းဟုတ်တယ်ဟေးဟုတ်တယ်ဟုတ်တယ်ဟိုကတစေထိတ်နေမင်းကထိပ်ပြောင်တင်းရေးဖြစ်သွားပြီတွေးဆောင်ခြင်းအမတ်တရပေါ့ကွာ တနပ်ပင်ရွာသူရွာသားတွေကဒါအောင်မမေ့ကြပါဘူး။တရေတစေအကြောင်းပြောမယ်ဆိုရင်ရွာရဲ့အမတ်တရအကြောင်းတွေကိုပြောမယ်ဆိုရင်တင်ရေးနဲ့တစေထိတ်နေအကြောင်းကပါစံမြဲပါပဲ။တစေထိတ်နေရဲ့အချိန်ဝါလည်းကြီးမားသေးပါပဲ။အချိန်နေကြာလာခဲ့ပြီဖြစ်ပေမဲ့လည်းရေငန်ရိုးကိုရောက်ပြီဆိုတစေထိတ်နေကိုသတိရကြပါရစေ။သားစိန်ငါးစိန်ကိုတင်မြောက်ကြပါရစေ။မှန်ဒီမာဒီဆိုတာမသိပေမဲ့လည်းဒီကနေ့ထိတော့တစေထိတ်နေကိုမမေ့ကြသေးပါဘူး။ကိုတရင်မသိဆုံးပြီ2005ခုနှစ်ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာတော့ငါရွာကိုမရောက်တာတော့ကြာပြီကွာ။ဒါပေမဲ့တစေထိတ်နေကိုတော့မေ့မရဘူးကွာ။ တစီထိတ်နေရတနက်ပင်မှာထင်ရှားသလိုငားလည်းတစီထိတ်နေကြောင်နေရာတကာရောက်လျာမှာထိတ်ပြောင်တင်ရေးဆိုပြီးလူသည်မြောင်းတစီထိတ်နေရလှုပ်ပေးခဲ့တာကွာအဲ့လိုမျိုးပြုံးရှင်စွာပြောလာခဲ့ပါတယ်ထို့အတူပဲကိုတင်ရေးကတော့ဒီကနေ့မှာတစီမယုံမရှိဘူးဆိုတဲ့သူတွေကိုတစီထိတ်နေနဲ့တွေ့ပေးလိုက်ခြင်းတယ်လို့ဆိုလာခဲ့ပြန်ပါသေးတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မိုးရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်